okay ကျွန်တော်မင်္ဂလာပါဒီတစ်ခါကျွန်တော်ရွေးချယ်ပေးမှာကတော့ဒီ group ကအအခုညအတွက်ပေါ့နော်အခုညအတွက်ကျွန်တော်၃ဘွဲလေးရွေးထားတယ်ပထမဆုံးဘွဲကတော့ကျွန်တော် CD လာနဲ့ Lesperman တို့ရဲ့ဘွဲအဲကြီးမှာဆိုလို့ရှိရင်လည်းကျွန်တော်1 plus 45ဒီမီလာဘက်ကထွက်ထားတယ်ဘိုးပေါ်ကြီးက2 minus 85ပြဒီပေါ်ထားတယ်အဲပထမဆုံးကျွန်တော်အဲ CD လာရဲ့အခြေအနေကတော့ကျွန်တော် တို့အနေနဲ့နောက်ဆုံးအဲနောက်ဆုံးကသားထားခဲ့တဲ့ရှစ်ပွဲမှာဒီလိုတစ်ပွဲမှာအနိုင်ရထားတာမရှိသေးဘူးအဲပြီးလို့ရှိရင်အဲနောက်ဆုံး၅ပွဲမှာလည်းကျွန်တော်ငါးဖို့ပဲသွင်းထားနိုင်တယ်ပေါ့နော်တို့တော်တော်လေးလုံးကန်နေရတယ်ပေါ့နော်ပြီးခဲ့တဲ့နှစ်ကထက်တို့အများကြီးခြေကျသွားတယ်ပေါ့နော်စီဗီလာကတော့လည်းဆွမ်းဘတ်ကတော့ကျွန်တော်အဲနောက်ဆုံးတို့ကသားထားခဲ့တယ်ကျွန်တော်၅ပွဲမှာ၆ခုသွင်းထားတယ်ဆိုပေမဲ့နောက်ဆုံး၃ပွဲလုံးတော့တို့ရှုံးပေးထားတယ်ပေါ့နော်အာအစင်းရည်မှုမှာဆိုလို့ရှိရင်လေတို့အဲစီဗီလာကအခုအစင်း တစ်ချောင်းမှာရှိရဲ့ပြီးလို့ရှိရင်လက်စွာမတာအဲ19ပေါ့နော်အဆင့်19မှာကျတို့လုံးဝတန်းစီဆုံးနဲ့ရောက်နေတယ်ပြီးတော့ဘိုးဘော်ချင်းနဲ့ကျတို့ origin နဲ့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ကျတို့ similar ကပဲတွဲမယ်ဆိုတဲ့အနေထားမှာရှိရဲ့ similar ကအများဆုံးကျတို့ဒီပွဲမှာအာ1စီ2စီလောက်နဲ့နိုင်သွားမယ်လို့ထင်တယ် ပြီးတော့ရှင်ကျဒီပွဲဟန်ဒုခါမှာဆိုလို့ရှင်အစီဘီလာကလက်စွမ်းမနဲ့တွေ့ခဲ့တဲ့ကိုပွဲမှာအဲရှိပွဲနိုင်ပြီးတော့တပွဲတည်ကြထားတယ်။အဲအဲ့ channel နေနေမယ်တို့စီဗီလာကိုရွေးချက်တင်နေပါတယ်။တပွဲနောက်တစ်ပွဲကတော့ကျွန်တော်အဲကျွန်တော်စပိန်တင်မယ်ပေါ့နော်။ကျွန်တော် real society တက်ကဲတို့ပြလို့ရှိရင် setup ပြီးကိုရယ်။အဲပြီးတော့ဒီနှစ်သင်းဒီနှစ်သင်းမှာဆိုလို့ရှိရင် setup ပြီးကိုကတို့အဲနောက်ဆုံးလာထားခဲ့တဲ့အဲ၅ပွဲမှာကျွန်တော်17ခုထိပြင်ထားတယ်။ အဲပြီးလို့ရှိရင်သူတို့တင်းရဲ့အတိအကမှာဖြစ်တဲ့ online မူကြီးရာလေတော်တော်လေးကုသရှင်ရှိနေတာကိုတွေ့ရတယ်အဲပြီးလို့ရှိရင်သူတို့တင်းရဲ့ကားပုံကလည်းကိုနှစ်မှာအာတင်းရေးတင်းနေချိုင်းမှာပေါ့နော်ဥမာ CV လာတို့ real society တက်တို့တို့ဖြန်းဖြန်းတင်းနေချိုင်းထဲမှာစက်တာဖြစ်ကတော်တော်လေးခြေစမ်းကောင်းအောင်ပိုင်နိုင်ထားတယ်ဆိုတဲ့အတင်းပေါ့နော်အာတစ်ဖက် real society တက်ကြတော့တို့ဒီနေ့မှာတော်တော်လေးရုန်းကန်နေရတာတွေ့ရတယ်ကစားထားခဲ့တဲ့၅ဘွဲလုံးမှာတစ်ဘွဲမှာနိုင်ထားခြင်းမဖြစ်သေးဘူးပြီးလို့ရှိရင်အဲ၃ဘွဲမှာလည်း ဘုံလုံးကတွဲထားတွဲထားနိုင်ခြင်းမရှိသေးဘူးအဲရေးခွင့်လေးမှုမှာဆိုလို့ရှိရင်အဲ့လိုမျိုးရုံးကန်နေရတဲ့အသင်းကိုအာအိမ်ခွင့်မှာအာ level 35ပြားကြိုးပေးထားတယ်အဲပြီးလို့ရှိရင်ဘုံဘော်ကြီးမှာကျတော့2 85ပြားကြီးပေးထားတယ်ပေါ့နော်အတူမနဲ့ကြီးဆိုရင်တော့တည့်ရတိုင်းပဲကိုကတော့ပေါ်နိုင်ကြီးတော့တော်တော်လေးနေတယ်။မြင်ပြီးလို့ရှိရင်ဒီတော့ရုံးကန်နေရတော့မှကျွန်တော်မြစ်ဆိုရင်တက်ကကျွန်တော်ပြန်ပြီးတယ်ဆိုတော့အဲဒါကတော့ဘုံကြီးကကျွန်တော်တက်ပိုးတည်တာဖြစ်တဲ့ကြောင့်မို့တကယ် ရုံးကန်ပြီးတော့တကယ်ကစားမယ်အသင်းကိုပဲသူကကြေးပြေးလေးရှိတာဖြစ်တဲ့တကြောင်မလို့အဲ VS ဆိုရင်တက်ဘက်ကပဲနေမယ်ပြင်ရတော့ဘာလို့လဲဆိုတော့ VS ဆိုရင်တက်ဘက်ကတကယ်တကယ်ရုံးမယ်ဆိုတာကိုရုပ်ဘူကီးကတိလို့တကယ်ပြေးရလို့ပဲထင်တယ်ချက်လက်တည်းအနေနဲ့ဘလို့ပဲတာနေတာနေအခုညတော့ကျွန်တော် VS ဆိုရင်တက်ဘက်ကပဲနေမယ်ဒါဆိုနောက်ဆုံးပွဲလေးပါနောက်ဆုံးပွဲလေးကတော့ဆန်နာလန်နဲ့ကိုဘန်ဖီပွဲလေးပေါ့နော်အဲဒီပွဲကတော့ကျွန်တော်အင်္ဂလန်ချန်ပီယံရှစ်ရုပ်ဆင်းပြီးခိုင်တဲ့ဒုတိယကြော့ပွဲစဉ်လေးအဲပထမဆုံးပထမကြော့မှာတော့2-1နဲ့ နိုင်တာအတူပန်းနဲ့ပြီးထားတယ်ပေါ့နော်အဲရေးမှာဆိုလို့ရှိရင်ကျတို့အိမ်ခွင်းရန်တန်းလမ်းဘက်ကနေပြီးတော့အဲ level 30ပေါက်တယ်ပြီးရင်ဘောကြီးမှာတော့2 minus 20ပေါက်တယ်2 minus 20ပေါက်တယ်ပြီးလို့ရှိရင်ကျတို့အဲတစ်ဖက် commentary ကိုကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက် commentary ကကျတို့တော်တော်လေးကျတို့အဲဖွင့်ဆိုတဲ့အတင်းထဲမှာပါတယ်အဲပြီးလို့ရှိရင် goal ုံးလဲတွင်းနိုင်နေတာကိုတွေ့ရမှာတစ်ခုတစ်ခုလုံးနှစ်ခုလုံးတွင်းနိုင်နေတာကိုတွေ့ရတယ်။အဲပြီးလို့ရှိရင်ကျတို့အဲဆန္ဒလန်းကတော့ကျတို့အာဒီလိုမျိုးပွဲစဉ်တွေဆိုလို့ရင်ဆန္ဒလန်းကတကယ်ရေးရမိုးတဲ့ရုံးကကမ်းရမယ်ဆိုလို့ဆန္ဒလန်းဆန္ဒလန်းကတော်တော်လေးအဲတော်တော်လေးကစားတတ်တယ်ပေါ့နော်တော်တော်လေးကစားကောင်းအောင်တွေ့ရတယ်။ပြီးလို့ရှိရင်음ဆန္ဒလန်းကကျတို့အဲနောက်ဆုံးထားခဲ့တဲ့ကစားထားခဲ့တဲ့6ပွဲမှာ6ပွဲလုံးကိုးပြထားတယ်ပေါ့နောက်တဲ့အဲအဲကြောင့်မို့ကျွန်တော်ဒီပွဲမှာလေကျွန်တော်အပြန်အလှန်သွင်းဖို့နေ တို့မြန်မာစံလေးရှိမယ်လို့ထင်တယ်အကြောင်းမလို့အာ2 90ကျေးရှိမယ်လေကျွန်တော်9ကိုပဲကြိုက်တယ်ပေါ့နော်ဒီဘက်တော့ကျွန်တော်9ကိုလေးရွေးထားတယ်โอเคကုလပါ